မင်္ဂလာပါနန်းစေ YouTube channel မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့တော့ channel ကျော်မမလေးရဲ့လေရေးစင်ဝတ္ထုများဆိုတဲ့စာအုပ်ထဲကဒီမိုဆိုတဲ့ဝတ္ထုတော်ကိုကျွန်တော်ဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာဒီမို ေသည်လည်းတိုး၍တိုး၍သာတိုက်၏ခက်ကြမ်းကြမ်းခက်ရန်ရန်အပြင်းအထန်တိုက်လိုက်ပြီးနောက်မောတဲမောဆက်ပါ လေထဲတွင် ရောနောပါလာလေ၏ညာချင်းဖြစ်၍အမှောင်တက်ပုံဆိုင်ဖုံးလန်းထားမှုကြောင့်အမှုမဲ့အမှတ်မဲ့သောဘာကုန်းမြမြင်နိုင်မည်မဟုတ်တော့လေတစ်ချက်တစ်ချက်မှိတ်တုံမှိတ်တုံတောက်နေသည့် မိယောင်ကလေးထွက်လာ၍သာ လူနေတဲကလေးဖြစ်နေမှန်းသိနိုင်တော်၏ထို့တွင် ဝင်ကနေဝင်ကနေလျှက်ဆက်လက်လိုက်ပြီးလျင်နာကွယ်မတက်ထွချုံလိုက်သည့်မိုးချိုးတန်ကြီးပဲ့တင်ရဟီသွားလျက်မိုးကောင်းကင်မှမိုးရေများတဝေါ်ဝေါ်တွန်ချလိုက်လေ၏မောင်းနှင့်အတူလာ၍မှွေထိုးတိုက်ခတ်နေသည့်လေရှိန်သည် မိမိန်အားနည်းလှသည်ရေနံချိန်မီအုံမုတ်ခွက်ကလေးကို မိတ်တုံမိတ်တုံတောက်နေရာဘဝမှာလုံးဝမောင်အတိကျသွားအောင်ပတ်ချာလဲလှဲ့တိုင်းငိမ့်တက်နေသဖြင့်နင်းဦးမှာမိမငိမ့်အောင်အမျိုးမျိုးကွဲကာ၍နေရရှာ၏ရေနံစီပုံးအဖုံးတော့ပြားအပဲ့ကလေးကိုမိမိလက်နှစ်ဖက်နှင့်ငြင်းငြဲဆုပ်ကိုင်ကငိမ့်လူငိမ့်လူဖြစ်နေသည်မိကွက်ကလေးကို ဟိုဘက်လှဲ့ကဒီဘက်လှဲ့ကနင်းမိတော့မတရားကာပေးနေလေဤသူလုံးနဲ့꿰လိုက်တက်ပြားနဲ့ကာလိုက်လုံနေတော့လေမိမိတို့နေရသည့်တဲကလေးမှာဘလုံး၄၅တိုင်းနဲ့ကဲလာမရှိကွတီကွကြာတက်ငယ်မို့တက်ကဲကာထားသည့်တဲကလေးဖြစ်ရကလေပြင်းသဖြင့်မဲ့ရန်၍ကျိုးကျိုးချွတ်ချွတ်အတံပင်ထွက်လာနေသည့်အတွက်မိသေးယုံတွင်မကပဲ တဲလုံးပါကြွထွက်သွားကအတွင်းရှိမိမိတို့သားမိပါမိုးရီထဲတွင်ညောသွားရတော့မီကဲ့သို့ထင်ရလေ၏မိုးနှင့်လေတို့ဤအေးဓာတ်ကဓမင်ရင်ရှားနှင့်မိကိုစောင့်ကြောင့်ထိုင်ကာနေရသောမိမိအပြင်ခိုက်ခိုက်တုံနေအောင် ချမ်းအေးလာသဖြင့်တဲတောင်တွင် ခွေလဲနေသည့်ဒုက္ခိတဟီလာနာအမေဟောအားတနာလာ၍အမေ ထမင်းကိုလုံးလုံးချုံတာဟုဟဲ့အော်လိုက်လေ၏ဤအတံမှာနှစ်ကြိမ်ဆင့်၍ပြက်လိုက်သည့်မိုးချိုးတံကြားတွင်တဲ့တဲ့လေးများသာကြားနိုင်လေ၏တအောင်အောင်ရွာချနေသည့်မိုးလည်းပုံမိုးတဲထန်လာသည့်ထက်တဲထန်လာလေ၏မိုးတံလေးတံတအောင်အောင်တပြုံပြုံရောပြွန်သောအတံတူကြီးသာကြားရ၍မောင်ကြီးတဲ့တွင် အားဆိုင်ကြည့်တော်လေမြည်တိတရံမြအမြင်ရချင်း ်လောကရပတ်ဝန်းကျင်ကိုတကွဲ့မြမမြင်ရနိုင်တော့လေ၎င်း၏ဘဝကိုကမှောင်ထဲတွင်ဖောက်ထွင်းမြင်လျက်နေ၏စောစောကမိအောင်ကလေးသာရှိလျင် မြေပြင်တွင်မိုးရေတွေတသွင်းသွင်းစီးကြနေတကယ်သူသူ့ပါပြင်တွင်ဖြိုင်ဖြိုင်စီးဆင်းနေသည့်မျက်ရည်များကို မြင်နိုင်ရ၏ညနေကကောက်ဆိုက်အပြင်လေကတဲ့တွင်ဖြတ်ကျော်၍လေနှင့်တခေါ်လောက်တွင်ရှိသည့် ။ကြပြေပင်ရွာကလေးကိုတုတ်ချေတင်သွားခဲ့၏။ကောက်ဆိုင်မှဘုရောကရွာမှာအဝတ်တွေဝင်နေတယ်ကြားတယ်။ညီတို့မှလဲစရာမှမရှိတာ။တားတောင်းပါလားအေး။အင်္ဂလိပ်ပြန်လာလို့တကြီးတွေကိုအဝတ်တွေဝေရအောင်ပို့လိုက်တယ်ဆိုလား။သေးသေးချာချာတော့မသိဘူး။တားတောင်းရင်ရတယ်ပြောတယ်။ငါထမိန်ပေါက်ကလက်ဝတ်လို့မရအောင်ဖြစ်နေလို့မတော်ဝန်ဘူး။ညီတော်ရင်၁၉ပါရဲ့နှင်းဦးရဲ့ ငါ့ဘုပါတောင်းခဲ့ပါဟုတရင်ပေးလိုက်၍ရလိုရညာဝန္တာအာရနှင့်ကရိုက်ကြိုက်တုတ်ချေတင်ခဲ့လေ၏နေကလေးညူလာ၍ရွာမြောက်ဖျားကွင်းသို့ပြန်ရမည်အတွင်မှောင်မီဆိုးသဖြင့်တုတ်ချေတင်ရှောက်နေရမှဒုံဆိုင်ပြေးလေ၏ရေဝင်နေသည့်ထမိန်ကျမ်းမှာလူတယောက်ဂုံးပိုးပြေးရတကယ်သို့လေးလံလှ၍ပြေးရင်ပင်မောဟိုင်နေလေ၏ရွာဆက်သို့ရောက်လျင် အပေါ်အင်ကြီးမပါပဲထမင်းရင်ရှားနဲ့ဖြစ်နေ၍ရွာတို့ဝင်ရန်ရှင့်မိလေ။ဖခင်ရှိစဉ်တုန်းကချောင်းလဲခဲ့၍အဝက်ထဲလဲထားနိုင်ကဝတ်စားနေလာသည့်အတွက်ယခုတော့ကိုယ်တပိုင်းဖော်ထားရခြင်းကြောင့်မိမိရွာပင်မိမိမဝင်ရအောင်လိပ်ပြာလှမ်း၍လိပ်ပြာလှမ်း၍နေ၏။ယောက်ျားဘောမိန်းမဘောတငယ်ချင်းများလည်းရှိ ယခုတခါအဲ့ဒီလေးမှဝတ်မလာနိုင်ရပါလားဟုဝမ်းနေသွားမိဂျပန်တစ်ခလုံးရွာထဲသို့လာလျင်ဝက်ခဲ၍တဲပြန်ရောက်လျင် ချွတ်ထားရသည့်ဖြင်ချမ်းအင်ကြီးမှလည်းရဲရဆုပ်ရကအစိမ့်စိမ့်အမောင်မောင်ကွဲသွားပြီးလက်နီးဘဝသို့ရောက်ရနေသည်ဖြင့်မဝက်ခဲရတော့ချင်းနေဦးသည်ဆောင်းထားသည့်ခမောက်ကိုညနာပေါ်သို့ခန့်ငိုက်ငိုက်ဆွဲချပြီးနောက်ပုလန်းမှသာလျင်

အနေတိုင်းအဝဲစားအမျိုးမျိုးတို့နဲ့ချိန်ထိုး၍လျှောက်လာနေရာမှနှင်းဥနှင်းဥဟုဟောတန်ကြားသဖြင့်ကိုရှိန်တက်ကနောက်သို့လဲပြန်လှဲ့ကြည့်လိုက်လက်ကင်ဘွားကလေးကိုကောင်းစီထားလျင်လက်နှစ်ဖက်ကပစိုးအောင်နားစာကိုလှန်ကင်ကဈေးဆိုင်အင်္ဂလိပ်ရှေ့တွင်ဝတ်ဆောင်ရင် တုံးတွေကိုခဏခဏကြော်နင်း၍ပြေးလာတော်သူကို တွေ့ရလေ၏ နှင်းဥကဒီသူမျိုးဟာမမှန်မိပဲဒူပါတယ်လို့အတင်းကောင်းနေတဲ့နှင်းဥရဲ့ခုပဲလေဩကိုညိုလူထွက်လာပြီလားအေးခဏထွက်လာတာဆရာတော်ကအခုတော့ပြန်ဆိုရအောင်မယ်ဆိုလို့မြုပ်ပြန်ရအောင်မယ်အခုပဲလေပဲနေတယ်လေနှင်းဥဒီမေခေါနှခွန်စလုံးပင်တစ်ခုမှမဖြေခြင်းပဲပိုညိုရှင်ပြူပြီး၅နှစ်လောက်ကွဲသွားကြပြီ ယခုမိမိဘဝကျောင်းသွားပုံကိုနည်းနည်းမှမသိခြင်းပဲပြောပါအောင်ဟာဘယ်လဲနင့်ကြည့်ရတာစိတ်မကောင်းလိုက်တာခုနေ့ကမှရွာရောက်လို့နင်းတော့ကြောင့်သိရတယ်အခုဘယ်လဲအော်ဟိုဟိုနားတယ်ဘယ်သူရင်လဲလာလေသွားမယ်ဟိုအေးဟိုဟိုလေတကြီးရင်တကြီးရင်ဘာလို့တော့ဟာ ကိုညိုကရှေ့ကကဲ့သို့မိမိအားရင်းရင်းနှီးနှီးချစ်ခင်လျက်ဂျိုသေးဒီကိုတွေ့ရ၏မျက်ရည်မကြမိအောင်အနှဲပင်ချုပ်တီးထားရလေ။တကြီးအိမ်ဘာလို့သွားရမတော့နှုတ်ရဲ့။ကိုညိုမကြောက်ဘူးလား။အဝတ်ဝင်နေတယ်လို့ဥတို့ကောက်ဆက်ရင်ပြောလိုက်လို့အခုလာပြီးတောင်းမလို့တောင်းမလို့နှင်းနင်းတောင်းမလို့လားအလကားပေးတာမဟုတ်ဘူးက အစိုးရကအလကားဝေတာမဟုတ်ဘူးပိုက်ဆိုင်နဲ့ဝဲရတာအဲ့ဒါလူစိတ်တစိအကုန်ရတာမဟုတ်ဘူးရကျင်တဲ့လူမှရတာရွာတွေကလူတွေတောင်အကုန်မရပါဘူးနင့်နေမတိရအောင်ဘယ်နေလို့လဲနှင်းဦးရေဟိုမြောက်ပြားမှာလားနှင်းဦးဒီတွေ့တွေ့လေးနားထောင်နေရမှာကောင်းညိတ်ပြလိုက်မော်ကြီးပန်းကြီးပြေးလာခဲ့ရ၍ကြားရသည့်စကားကြောင့်ဆို့သွားသည်ဖြင့်စကားနှင့်ပင်မဖြေလိုက်နိုင်ပေ တပည့်ခါငါတည်တော်ကြောင်းတဲ့ကိုပြန်မယ်မြို့ရောက်တော့ဈေးကြီးမှာအင်ကြီးတစ်ထဲဒုံးကြီးတစ်ထဲငါဝယ်ပြီးလူကြုံပေးလိုက်မယ်ဆစ်ဆက်ပေးလိုက်မယ်နေပါစေကိုညိုရဲဘဲကနေပါစေလေနင့်ဘောအဝဲဝယ်မလာမိတာခုဖြင့်နင့်တွေ့ရတာနည်းနည်းမှစိတ်မကောင်းဒီလောက်ဖြစ်နေမှန်သိရရင်ငါဝယ်ခဲ့မှာပဲကဲလေမိုးချုပ်လိုက်မယ်ပြန်တော့မနေ့ကငါစောကြည့်လာမယ်စောင့်နေနော် ဘဲမှမသွားနဲ့မြို့ဒီအတန်မထွက်အောင်ကြဲ့၍ရှိုက်ကာရှိုက်ကာအားရငိုပြီလင်မိခင်ရှိရာသို့မှောင်တဲတွင်စမ်း၍သွားလေ၏မိခင်ကို စမ်းပြီးသောအခါဆိုးဆွဲနေသည့်လုံကြည်စကိုကိုင်မိသည်ဖြင့်စိတ်ထဲတွင် မချိမဆန့်ဖြစ်ဖြစ်နှင့်အမေအမေဟုနာနာသို့ကတ်ကာခေါ်လိုက်၏နေဦးနေဦးအမလီ အသက်ရှူလို့လည်းမရဘူးမျက်စိတွေလည်းပြာလို့ငါမမြင်ရတော့ဘူးမိငိမ့်သွားလို့မှောင်နေတာမိရဲ့တန်းနာဆိုတာအေးရင်ဒီလိုပဲမောတာပဲမိမိလုံနေရတာနဲ့အမေစိုးကုံမန်းတော်မသိဘူးဟိုတဲမှာမိသွားကူးစံအမေမိုးရွာနေတယ်လမ်းမှာငိမ့်သွားမှာပေါ့ဟင်း ချမ်းလိုက်တာလုံးကြည်ချင်းလဲဝေးရအောင်မေချော့မှန်နင်းငါရောအိုးအမေလုံးကြည်ဝတ်ပါမေကျမကိစ္စမရှိဘူးနှဲဦးဒီမတ်တက်ရိုက်၍လုံးကြည်ကိုချွတ်ချလိုက်လေသည်မိမိကိုတုံးလုံးကိုကိုမှောင်တဲတွင် မမြင်ရ၍သာရဲရဲတင်းတင်းလဲဖယ်ပေလေမိမိဤစိုးထိုင်းတိုင်းလုံးကြည်ကို မိခင်အား ွဲပေးလိုက်ပြီးမိခင်ကိုမလုံးကြီးကိုဆွဲခွာလျာလုံးကြီးမှာ အပေါ်ပိုင်းသာ မိုးရေများဆွဲနေ၏အောက်ပိုင်းကမဆိုးသဖြင့်ဆွဲချော့မယူတော့ပဲမဆိုးသည့်ဘက်နှင့်ရွေးရွေခြေထောက်ကိုထွေပေးထားပြီးမိမိမူကကိုတုံးလုံးနှင့်ပင်မိခင်အားဖက်ထားလေသည်ပေးလွန်လွန်၍နှင်းဦး၏အမိလည်းယောဂဖောက်၍မောနေလေ၏နှင်းဦးသည် မကြံနိုင်၎င်း၏ကိုငွေနှင့်သာ ိခင်အားအပူငွေပေးရလေ၏ဒီမုံမတည့်ရင်အမေခက်လိမ့်မည်ဟုပေးမိပြီးရှင်ထဲတွင်တတိတိတ်ခုံ၍တိတ်ပါတော့မိုးရဲဟုအကြိမ်ကြိမ်ဆူတောင်းလျက်ရှိနေ၏မိုးလည်းတဲရမှဆဲ၍လာတော့လေလေကတသိမ့်သိမ့်တိုင်လျက်ပင် အမေအမေဟုထက်ထက်ခေါ်ပါတော့လေစကားပြန်မရနှဲ့ဦးကအားငယ်သွားသည်တ냐လုံးနှွေးနှွေးမထွေးရပဲအစိုးအေးကြီးနှင်းထားလျင်မိုးလင်းမှခံပါမလားဟုကြီးစွာသောကြောင်းကြပူပန်ခြင်းဖြစ်လေအမေအားလိုက်လိုက်လဲလဲတနာလာသဖြင့်ဘလို့များနှွေးအောင်လှုပ်ရပါမလဲဟုအကြံဖန်ထောက်ကြည့်မိရညနေကရွာသို့သွားစဉ်တဲနှင့်မနီမဝေးတွင်ရှိသည့် ဆဗကြီးကြီးကိုမြင်လိုက်လေထိုကြီးကြီးအမောအောင်လူလျှောက်ရန်ဆင့်ခင်းရိုက်ထားသည့်တက်သားပြင်ပြပေါ်တွင်ဂုံအိတ်တွေဆင့်ထက်ထားသည်ကိုပြေးမြင်လေဂျီနာကဖျက်လျှောက်သွားစဉ်တော်လကောင်ဖျက်ပြန်လာစဉ်တော်လကောင်လူရိတ်လူချေတဦးမှမတွေ့ခဲ့ရသဖြင့်မိုးတိတ်လျင်ထိုဂုံအိတ်ထက်မှဂုံအိတ်သုံးလေးလုံးသွားယူမည်မိုးလင်းမှသွားပြန်ထားမည်ဟု မောအတိတ်သာစောင့်လင်နေလေတော်၏အနီနာတဲများတွင်လည်းမိမိတို့ကဲ့သို့ဆင်းရဲသူတစုများသာဖြစ်ကြ၏ရှိစုမဲစုကလေးတို့နှင့်စုကွေးနေကြမည်ဖြစ်၏ငားရရင်လုံးလုံးလောက်လောက်ပေးနိုင်စရာ မရှိကြပေဂုံအိတ်ကိုသာထွေးကျင်သလိုထွေးပေးလိုက်ရလျင်လုံးလုံးလဲလဲနေနိုင်၏အပြန်မအတိတဲကိုဝင်ပြီးမိကျငှားခဲ့ပြီးရှင်တွေကြိုတိုက်မိစသဖြင့် တွေ့ပိန်ချနေရင်ပင်မိုးလေဆဲရမှတိတ်သွားလေ၏အမေအမေခဏနေဦးမိထန်းသွားအောင်မယ်လူမမမမောက်ဟိုက်နေပြီပါညပြန်မပြောနိုင်ချေနှင်းဦးလေမတ်တက်ထားရလိုက်ရာတကိုယ်လုံးဟာသွားလေ၏ဟာလာဟင်းလင်းဖြစ်သွားမှသာအဝတ်မရှိမှန်းသတိရရင်ကြပြကြရသူ့အမေခြေောက်တွင်ထွေးထားသည့်လုံကြီးကို ောက်ဆလျင်တဲဝသူစမ်းထွက်ခဲ့လေ၏မိုးသားတွေပျောက်သွား၍တချမ်းလာကလေးသည်ကောင်းကင်တွင် ရေးရေးထင်လျင်ပေါ်လာရာသွားလိုရာလမ်းကိုစိတ်နှင့်မမှန်းရပဲတဲတဲကွဲကွဲမြင်ရလေ၏တက်တက်လျှောက်လာခဲ့သဖြင့်ကြည်နာသို့ခဏနှင့်ရောက်လာခဲ့၏မိခင်သောကြောင့်ကြောက်ရမှန်မသိတဲကထွက်ခဲ့တော်လေရေးရေးလင်းလျက်ရှိသောလရန်အောက်တွင် မောင်မောင်မဲမဲတိတ်ဆိတ်ချောက်သွေလျက်ရှိတော့ကြည်ကြီးကိုညှော်ကြည့်လိုက်ပြီးတတိဖြန်းသွားလေညမောင်တွင်အဆောက်အုံကြည့်လျင်တမျိုးပင်ကြောက်เสียပုံတံဆောင်သဖြင့်အနာတို့ရုတ်တရက်ချင်းကန့်ရန်နှင်းဥ၌ခဲရင်နေပြန်၏ကြောက်စိတ်ကြောင့်နောက်ပြန်ဆုတ်လို့ဒီစိတ်ကို အားပေးလိုက်လေငါဒီတိုင်းပြန်ရင်အမေမုတ်ချသေးလိမ့်မယ်ဟုတွေ့၍ ဆရာတင်ပြီးကြည်ပေးတို့ကတ်လျှောက်လာခဲ့၏ဆောသောကချမ်းတလောင်းဇောချွေးတွေထွက်လျက်နေ၏ကြည်ဝင်းတဲ့သို့ဝင်ရန်လျှောက်လာရာချမ်းစီရတကပိတ်ထားသည်ကိုတွေ့ရ၍အကြံခက်သွားလေ၏ညနေကလူရိတ်လူရောင်မမြင်ရပဲယခုဘသူလာ၍တကားပိတ်တယ်လဲဟုစဉ်းစားရင်တွန့်ကြည့်ရာ တကားသည်ကြွေကနေညီ၍ပွင့်သွား၏။တွားရင်လာရင် တရားဥရောက်ဆေးသွားတာပဲဟုယုံကြည်ကာ အရတရေလှမ်းဝင်လာခဲ့၏တောဝေတိုက်ခတ်သည့်လေအဟောင်းကြောင့်ကြည်ဝင်းရှိကုတ်ကိုပင်အုံးမေတို့မှတဆဲဆဲထွတ်တံကိုတပစ်တရေများထွတ်ဆဲလင်မလားဟု ကောင်းတပန်ကြည်သွားလေ၏တပ်ပင်ကိုင်းများလှုပ်လှုပ်ရှားရှားမြင်တိုင်းစိတ်ချောက်ချားသွား၏စိတ်ချောက်ချားလွန်း၍မဲမဲကိုတဲတဲကွဲကွဲမမြင်ရခင်တရေပင်အောင်မေသည်တကြောလုံးစိတ်သွားလေ၏အချိန်မှာ လူကြီးကောင်းချခြင်းဆက်တနာဤခံဖြစ်၏။ရွာထဲမှခွေးများသည်ဆွဲဆွဲငင်ငင်ဥလိုက်ကြလျင်နှူးလုံရန်အလောက်ကိုဝိုင်းဝန်းချစ်စီပေးကြ၏။လဲ၍လဲပြန်ခြင်းယူလဲယူခြင်း၏။စိတ်နှစိတ်လွန်ဆွဲနေရာယူလိုခြင်းဆွဲ၏ထက်တန်ပြင်းပြမှုကနှင်းဥဟာကောင်းအိတ်ဌာနသို့အနိုင်ဆွဲခေါ်သွားလေ၏။နှင်းဥသည်တချမ်းလာကလေး၏အကူအညီဖြင့် ဂုံအိတ်တထဲမှာဂုံအိတ်လေးလုံးဆွဲထုတ်လိုက်လေဖြည်းဖြည်းစစ်စစ်မလိုက်ပဲလင်းလင်းငြင်းကြည့်လိုက်ပြီးနောက်ဆင်ခင်းရိုက်ထားသည့်ပြင်ပေါ်မှမြေပေါ်တို့ခုန်ချလိုက်ပြင်ခင်းပေါ်တွင်ជីနိုင်ရန်နှင့်မိထောင်ထားသည့်တွပြားချက်မှနှဲဦးခုန်လိုက်သည့်အချိန်ဖြင့်မြေပေါ်ရှိတုံးတို့တုံးစာများပေါ်သို့ပြုံးကနေရှော့ကြသွားလေ၏နှဲဦးလည်းမြေပြိုသည်ထင်းသည့်ယုံကဲ့သို့တာကြုံပြေးလေ၏တရေပဲ တရေလိုက်ပြီးဟူအောင်မေ၍ပြေးကျင်သလောက်ပြေးလို့မရပဲခြေဆဲနေ၍ဖြင့်လေနေ၏နောက်မှနေ၍ခောက်တုံကျနေသည့်သပင်ကိုလှမ်းဆောင်ဆဲလိုက်သည်ဖြင့်စကြိုးတက်လိုက်သည့်မြင်းပမာတုံဆိုင်သွားရ၏ကိုခန္ဓာအတွင်းမှပြေးကြောများရက်ဆိုင်သွားပြီးသည့်အလားအသက်ရှင်ရန်ပင်မတက်နိုင်ပေကောင်းအိတ်တွေလွတ်ချပြီးမျက်စိကိုစုံမိတ်ထားလိုက်၏မိမိနားမလဲသည့်ဘာသာစကားနှင့်

မဖက်မိခင်ပင်နှင်းဥသည်အရေးထဲ၌ရင်ရှားထားသည့်ထမိန်စာပြုတ်ကျက်သွားမည်ဆိုလာ၏စောင်းကြောင်ထိုင်ချလိုက်၏နောက်ထပ်ခေါ်တော်တယောက်အမြန်ရောက်လာပြီးသူတို့ချင်းချင်းညာတန်ပေးကနှင်းဥအားဖမ်းချုပ်၏ညောင်ရီအိုးစဉ်ပန်းအိုးစဉ်ပဇားတကဲ့သို့ပွေသွားကြရနှင်းဥလည်းရုံးနှွန့်ရင်စောင်းကြောင်ကလေးပါသွားတော်၏ ရှက်လဲရှက်လိုက်ကြောက်လဲကြောက်လိုက်ဘာလို့ရမည်မှမသိမရတော့ပဲကလားတွေလွတ်အောင်လက်များကို ကုန်းကြရနာလုံးမကနာမှကိုရွှေခေါ်တော်များသည်စဘာဘုတ်ကြီးနာ၌ချကြ၏နှုတ်သည်ပြည့်ပြည့်မလွတ်နိုင်မှန်သိ၏ကဲကြပါအောင်ဟုအတန်ကုန်ကုန်း၍ဟဲ့လေ၏ခေါ်တော်ကလား၏ခြေဘဝကြမ်းကြမ်းကြီးကတစက်ကို စီးပိတ်ထားလိုက်၏အတန်အပြင်း မရောက်ပေကလားလက်ကိုဖဲရင်ရုံရင်မျက်စိများပြလာပြီးနောက်မဟာပထဝီမြေကြီးလဲအိုးထိန်ဆက်ကဲ့သို့တက်တက်လဲသွားသလိုထင်လိုက်ရပြီလင်မူးသွားရာမှနေသွားလိမ့်ဤတတိပြန်ရသောအခါနှင်းဦးသည်တွက်ပေါ်သို့တပြန်ပြန်တက်ပြန်းနေသော မိုးတံကိုရှေ့ဦးစွာကြားရလိမ့်၎င်း၏အယောင်ရှိသောမျက်လုံးစုံနှင့်ဟောဒီဒီပြူးကျယ်စွာဖွင့်ကြည့်လိုက်၏ လက်ဆွဲမှန်အိမ်ကြီးမှာခြေရင်းဘက်တွင်လင်းနေသည်တခေါခေါအိမ်မောကြနေသည့်ဘေးကကလားကြီးကိုတွားမြင်ရစိတ်ရောကိုယ်ပါနာကြီးနာကျင်သွားလေ၏ကလားမနှိုးအောင်ဖြည်းဖြည်းထားပြီးအပေါက်တကားကိုဖွင့်လေ၏ကလားများနှိုးအောင်မလားဟု စိတ်ပူမိတော့လေလှဲ့၍မကြည့်ပင်တုံးလုံးလှဲ့နေသည့်ခေါ်တော်ကလားကိုတင်းချိုင်းကပုတ်ပွနေသည့်လူသေးကောင်ပုတ်ကြီးကဲ့သို့ကြည့်ရမှာ စစ်ဆုပ်ရွှန်ရှားလွန်လာမိခြင်းကြောင့်ဒီကြိမ်တစ်ခါမှပြန်လဲမကြည့်ပဲတကားဖွင့်ပြီးပြေးလေ၏။မိုးရေထဲတွင် အမေရှိရာတဲသို့ဥတီပြီးပြေးနေလေ၏။ပြေးနေရင်ဟဲ့အောင်ငိုကြွေးလိုက်ခြင်းသည့်စိတ်ကိုချုပ်တီးထားလေ၏။မိုးတိမ်မိုးလိမ်များဖုံးသွား၍တချမ်းလာကလေးကွယ်နေသဖြင့်တဲထဲသို့စမ်း၍ဝင်ခဲ့ရ၏။ရဲရဲဆုံနေသော ကိုကရေများကိုလက်နှင့်တောက်ခါပြီးပြီးခင်နာသို့တွားတွားက အမေအမေဟုကတော့ကရင်ခေါ်လိုက်မိုးတန်နဲ့ဘာသာမှပြန်မကြရပင်မိခင်ဤလက်ကိုဆွဲလောက်ကြည့်ရာတချောင်းကြီးကဲ့သို့တောင့်တောင့်မမကြီးတိုင်လိုက်ရသဖြင့်အမလေးဟုကျဲလောင်စွာဟဲ့အော်လိုက်ကသူ့အမေကိုပေါ်သို့၎င်းကိုကိုမှောက်ချလိုက်မိုးတန်လေးတန်နဲ့နှင်းငေါ်လိုက်သည့်အတန်ရောပြွန်ထွက်လာတန်မှာမကောင်းဆိုဝါများဤအတန်ကဲ့သို့အလားတူမချပင်ဖြစ်လေ၏ နှဲဦးလည်းအားရအောင်ငိုကြွေးနေရမှရုတ်တရက်တဲ့၍သွား၏။မိခင်ဤခေါင်းကိုထူမလိုက်။ကြောက်တုံးကိုမရတကယ်တော့လေးနေ၏။ခေါင်းကိုပြန်ချကာမှောင်ထဲတွင်မျက်နှာကိုစမ်း၍ကြည့်ပြန်၏။ထို့နောက်ပါခြင်းပါခြင်းအပ်လိုက်ကာမိခင်အားမိမိဆော့ဆော့ကအဖြစ်ဆုံးကိုပြောပြနေလေ၏။တပန်ဟင့်ကိုပြန်၏။တပန်တိတ်ဆိတ်သွားပြန်၏။ပြန်၍ထန့်ကိုပြန်ပြီးနောက် ရင်တက်၍တွားပြန်၏။ညာနဲ့တွင်ဤသူမျက်နာတွင်နှင်းများမျက်နှာချင်းမဆိုင်ရဲ၍မဆိုင်ခြင်း။အထူးသဖြင့်ကိုညုံနှင်းလည်းမျက်နှာချင်းမဆိုင်ဝင်၍မျက်နှာချင်းမဆိုင်ခြင်း။မိမိကိုယ်ကို မနဲ့အထီးဤမည်ပေါ်မှာမထားမှညာနဲ့တွင်ဤသူနှင်းများမတွေ့ရတော့မည်မဟုတ်ပါလားဟုတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်တက်တက်စဉ်းစားကြည့်နေပြီလင်။ကြပြာကြာမိခင်အားအချိန်ချင်းနန်းရှောက်၍လေးလေးကံကံနှင့် တဲဝါတို့ထွက်သွားလေ၏တစ်ချက်တစ်ချက်တွင်လျှက်ဆက်ပြည့်၍တဝင်းဝင်းလက်လိုက်တိုင်းလက်လိုက်တိုင်းငုံရည်တဲတွင်တရင်တရံလျှောက်သွားနေသောနှင်းဥကိုကောင်းစွာမြင်နိုင်၏သူသည်ချောင်းဘက်သို့လျှောက်၍နေလေ၏ထိုတို့လျှောက်သွားနေရင်ဘာစိတ်ကူးရသွားသည်မသိဘုဒ္ဓတို့တဲဟုကလေးရှိတွင် ခတ္တရက်ကသူကောမထမီကိုချွတ်၍ခောက်ပြီးတဲဝ၌စွန့်ထားခဲ့ပြီးနောက်ချောင်းဘက်သို့တုံးဆိုင်ပြေးသွားပြီးလျှင် ကားလေးပေါ်မှချောင်းနေသူခုံချလိုက်သည်မိုးကြီးလည်းတဲထန်စွာ ရွာချနေတပြေပြင်းရွာတရွာလုံးအိမ်မောကြနေကြ၏အဝဲရှားပါမှုဒုက္ခကြောင့်သူဖြစ်ဆုံး၍သူတို့ကိုယ်လုံးရေထဲသို့ပြစ်လိုက်ရသည်နှင်းဤဖြစ်ရင်ကိုတနာချစ်ခင်သည် မိစေကိုညိုလည်းမသိအတိအကျံရွာသူရွာသားတွေလည်းမသိကြတိုင်းပြည်ကိုအုပ်ချုပ်၍မင်းလုံးနေသူတို့လည်းသိကြမည်မဟုတ် ထောင်းတဲ့တွင်နေ၍သွားသည်နှင်းဦးအားမိုးကြီးလည်းတဲထန်စွာသုံးကူနှစ်ပေလိုက်၏အာယုန်တဲ့မုံမလင်းခင်တအုံးအုံးရွာချနေသည့်တီမိုးမှာလူရန်စေစေလူလိုနေရ၍လူအခွင့်အရေးကိုဒင်းပြေကြက်ပြေရရှိသည့်သူတို့အတွက်တော်ကတမိုက်ထူထူမွေ့ရပေါ်ဝဲကိုကိုနှစ်၍ခွန်ဆောင်တက်ကလက်ဆောင်ပရိပါဆောင်ချုံဆောင်အမျိုးမျိုးတို့နဲ့ အထက်ထက်ခြုံလွှမ်း၍ကိုယ်အိတ်နေရသည်မှာအလွန်တရာမှစိန်ရှိလာပါပေ၏ချာနေကျော်အတွဲငါအမှတ်တဲ့20ဇူလိုင်1900 46ဟုတ်ကဲ့ပါခင်ဗျာဇာနေကျော်မမလေးရဲ့ဒီမောဆိုတဲ့ဝတ္ထုတို့ကတော့ဒီမှာပဲပြပါပြီခင်ဗျာတောင်းတာမဲ့ဝတ္ထုတို့များကိုလည်းဆက်လက်စောင့်မျှော်အားပေးနာဆင်ကြပါအောင်ခင်ဗျာဒီနေ့အားပေးနာဆင်ခဲ့ကြသူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်သူချင်းမနိုင်ဖြစ်ပါတယ်ခင်ဗျာ